မင်္ဂလာပါခင်ဗျာအေရီကပက်စင်တင်ဆက်နေတဲ့အရီတာစကားဝိုင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ပြောင်းပြန်ယူရမယ့်တက်ချုပ်မိန်ကွန်းဆိုတဲ့ကောင်းစဉ်နဲ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်သွားကြဖို့ရှိပါတယ်ကျွန်တော်ကတော့အေရီမြန်မာပိုင်းအက်ဒီတာကျော်ခါပါကျွန်တော်နဲ့အတူတူဆွေးနွေးမယ့်သူကတော့အေရီရဲ့အက်ဒီတာချုပ်ကွန်ဆော်ဖြစ်ပါတယ်ကောင်းသောမင်္ဂလာပါမင်္ဂလာပါကြောက်ကြ ဒီတက်ချုပ်မင်းကွန်းကိုကျွန်တော်ဖက်လိုက်တဲ့အချိန်မှာအပေါ်ဘက်မှာလည်းကျွန်တော်လည်းတင့်နေအောင်လေအပေါ်မှာဗာရီးတာလဲဆိုတော့စစ်တက်ကသူဘိုလောင်းတင်တဲ့အမှတ်စဉ်69တင်နန်းစင်ပွဲအခမ်းအနားတွင်ねဒီနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌတက်မတော်ကကွယ်ဦးစီးချုပ်ဘိုချုပ်မှုကြီးသရိုးမဟာစီတူသရိုးတီတီသူရမဆိုတော့ဖက်နေတဲ့မော်ရမော်နေရထားလဲမိမှာမဟုတ်ဆိုတော့အချင်းမဲချုပ်လိုက်တော့မှာပေါ့နော်ဒီ သူ့ရဲ့အဓိကမိန်ကွန်းအချို့မှာတော့ဒီတက်စီကန်းတွေလာဒီငင်းငယ်ရင်းနဲ့ရွေးကောက်ပွဲအကြောင်းတွေပြောသွားတာကိုတွေ့ရတယ်ကျင့်ဝတ်တယ်ဟုတ်တယ်ဆိုတော့ဒီအရာတွေကိုကြည့်မယ်ဆိုရင်ကြည့်လိုက်တဲ့လူတွေဟိုဖတ်လိုက်ရတဲ့သူတွေနားထောင်လိုက်ရတဲ့သူတွေကတော့ပြောမိတာတွေရှိနိုင်တယ်ရီမိတာလည်းရှိနိုင်တယ်စိတ်ထဲမှာကကြည်ကကြည်ဖြစ်သွားပြီးဒေါသလိုင်းလုံးထသွားတာလည်းဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့ ဒီသူပြောခဲ့တဲ့ main goal အနေနဲ့လက်ရှိလှုပ်ဆောင်နေတဲ့ဖြစ်ရပ်တွေကိုကြည့်မယ်ဆိုရင် ပြောင်းမြန်နေကိုပြောသွားတယ်လို့မျိုးဖြစ်နေလို့ပေါ့လေဥပမာဆိုလို့ရှိရင်ဟလာဒီစစ်ကောင်းဆောင်ကဒီနေ့တိုင်းပြည်သူတွေရဲ့နေအိမ်မော်ကိုလက်နက်ကြီးတွေဟလာဒီဘုံတွေနဲ့လေရင်နဲ့ကျဲနေတယ်ပြည်သူတွေရဲ့ဒီဖျားเจ้าနေနဲ့စစ်ဆောင်စခန်းနေပေါ်မှာကျဲနေတဲ့သူကအခုလိုမျိုးပြောသွားတဲ့ဟာတော်တော်လေးကိုမင်းကွန်းနဲ့ဟာထက်ပြီးတော့ပြည်သူတွေကိုနှိပ်စက်နေတယ်လို့တော့ပြောရမလား မသိဘူးပေါ့လေကွန်စောဒီမိန်ကွန်းဖက်လိုက်တဲ့အချိန်မှာဘာလဲညင်လိုက်လေပေါ့ဆိုတော့မပြောမဲနဲ့ဘလုံးခွဲရရမလားဆိုတဲ့ပုံစံမျိုးလို့ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီဒီသူ့ရဲ့ဒီမိန်ကွန်းကိုကြည့်တဲ့အခါမှာအခမ်းအနားအပြင်ဆင်ကြည့်တဲ့အခါမှာဒီရစီဒီမြက်ခင်းပြင်ဆိုတော့ဒီကျောင်းသားပေါင်းထောင်ထဲရှိပြီးတော့သူတို့စစ်ချီပွဲလုပ်ခဲ့တဲ့တမိုင်းနေရှိခဲ့ပါတယ်အခုဆိုရင်တော့ဒီ တရားတော်မပြည့်တဲ့ဒီ DS စင်းအနေနဲ့တခြားအတန်းတန်းစင်းအနေနဲ့ပေါ့နော်အမှတ်စင်းအနေနဲ့ပေါင်းပြီးလုပ်တဲ့ပုံစံမျိုးလို့ကျွန်တော်ကျွန်တော်နားလည်ထားတယ်တက်ပေါင်းပြီးလုပ်တာပေါ့နော်လူယာကနန်းပဲရှိတယ်နောက်တစ်ခုက DS ဆိုတာလုပ်ငန်းရဲ့လင်းကနှစ်မှာဒီမြောက်ပိုင်းအဖွဲ့တွေရဲ့ target ပြစ်မှတ်တစ်ခုဖြစ်နေချိခဲ့တဲ့နေရာအတိုက်ခံခဲ့ရတဲ့နေရာတစ်ခုဖြစ်တယ်လို့ပြောလို့ရတာပေါ့နော်နောက်တစ်ခုကတော့နံပါတ်3ကတော့လုံခြုံရေးအခြေအနေတွေ့တယ်ဗာလဲဆိုတော့ ူပန်းချောင်သွားစစ်တယ်ပြီးတော့ပြင်းဦးနေဘူးတော့သွားကြည့်တယ်ပြီးတော့အဲ့ရလဲသူ့ကိုသူယာယီသမရဆိုပြီးတော့ပျော်ပြီးသွားကြည့်တာမျိုးတွေ့ရတာပေါ့နော်ဟိုမှာတော့သူတက်ချုပ်ဆိုတော့ယာရုနဲ့သွားသွားပြီးစကားပြောတာပေါ့ဆိုတော့ဒါတွေကိုကြည့်မယ်ဆိုလုံခြုံရေးအနေထားအရသူခဏပဲနေတယ်သူပြန်ထွက်လာတယ်ဆိုတာမျိုးတွေတော့ကျွန်တော်တို့သုံးသပ်လို့ရတာဖြစ်ပါတယ်ဆိုတော့သူ့ရဲ့မိန်ကုံးပြောမယ်ဆိုရင်ဒီမိန်ကုံးနဲ့ပတ်သက်ပြောစရာတွေကျွန်တော်တို့15မိနစ်မိနစ်30မိနစ်ပြောလို့ရတယ်ဒါပေမဲ့အချင်းချင်းပြောကြမယ်ဆိုရင်တော့ ူခေါင်းဆောင်ခေါင်းဆိုတာပြောတယ်ယူသားမှုဆိုတာပြောတယ်စစ်တီတော့ကျင့်ဝတ်ဆိုတာပြောတယ်ပြီးတော့ပြည်ရင်းစစ်ကိစ္စကိုပြောတယ်ပြီးတော့အာနာသင်ကြီးရတဲ့ကိစ္စကိုသူထပ်ကတည်းကလည်းပြင်ပြောတယ်ပေါ့နော်ဆိုတော့ဒါတွေကိုပြန်ကြည့်မယ်ဆိုရင်နံပါတ်1ပြောကြမယ်ဆိုရင်ဒီခေါင်းဆောင်ခေါင်းကိစ္စပေါ့ဆိုတော့သူကခေါင်းဆောင်ကောင်းတယောက်ဖြစ်မယ်ဆိုရင်စစ်တပ်ကတက်မလို့ခေါင်းဆောင်ကောင်းဖြစ်မယ်ဆိုရင်အာဏာရသက်တမဟုတ်ဘဲနဲ့မိမိရဲ့လောက်ကတသားစစ်သားတွေကိုစတဲ့မခံဘဲနဲ့ ာနာသိမ်းခဲ့မလားဆိုတဲ့ကိစ္စပေါ့နော်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့လက်အောက်မှာသူ့ရဲ့လက်ထက်မှာအာနာသိမ်းခြင်းဆက်ပြီးတော့စတေကရစစ်တီရာရှိပေါင်းဟာဟလာထောင်နဲ့ချီပြီးရှိခဲ့တာပေါ့ဟုတ်တယ်မလား။ဆိုတော့ပြည်ရင်းစစ်ကိုပို့ပြီးတော့ပြည်ရင်းစစ်ကပို့ပြီးကြီးလာတာကျွန်တော်တွေ့ရတယ်။သူဒါတွေကိုချဲ့ပြီးလုံမှာလား။သူကခေါင်းဆောင်ခေါင်းတယောက်ဆိုရင်ဆိုတော့အကိစ္စပေါ့နော်။ရေသား9000ကျော်ကိုလည်းတက်ဖြတ်ထားတယ်။ဆိုတော့ဆိုတော့သူကပြီးတော့အဲ့ခေါင်းဆောင်ခေါင်းဆိုတော့အောက်မှာပဲလောင်းငယ်သားတွေကိုစာနာတယ်ဆိုတဲ့ကိစ္စပါ။သူရဲ့ သူနဲ့သူ့အနေနဲ့လောက်ငယ်သားတွေကိုစာနာတွေဆိုရက်စိတ်သက်ရှိတယ်ဆိုတော့တက်ချုပ်တယောက်ရှိတယ်ဆိုတော့ကျွန်တော်တို့တို့ရဲ့အရာရှိတို့အင်တာဗျူးလုပ်တဲ့ခါတိုင်းမှာဟာမတွေ့ရဘူးတိုင်းပြည်ပေါ်မှာစေနံရှိတယ်ဆိုတော့ဝေလာဝေပဲအဲ့ဒါမျိုးတွေကျွန်တော်တို့တွေ့ရတာပေါ့နော်ဆိုတော့ဒါအပြင်နောက်တစ်ခုရှိသေးတယ်ဂျိုးသားမှုရှိလားဆိုတဲ့ကိစ္စဒါဆိုဘယ်လိုပြောကြလဲသူကမိမိတိလုပ်ငန်းမဆိုတဲ့ရိုးသားတဲ့စိတ်ကိုအခြေခံပြီးတော့မှန်ကန်စွာလုပ်ကင်မှအောင်မြင်မှုရှိမှဖြစ်တယ်ကွာကိုကြောက်ကဘယ်လိုသဘောရလဲ ဆိုတော့ခုနအစောပိုင်းမှာ ပြောခဲ့တယ်လို့ပေါ့လေသူ့ရဲ့လက်ရှိလုပ်ရက်တွေနဲ့လာဒီပြောနေတာတွေနဲ့ကပြောင်းပြန်ဖြစ်နေတယ်ဆိုတာကိုပဲကြင်ချုံပြောလိုက်လို့ရှိရင်တော့ပို့ပြီးတော့ရှင်းလင်းမယ်လို့ဆိုတော့ယောသားဆိုတဲ့ကိစ္စပေါ့နော်အဲ့ဆိုရင်ယောသားဆိုတဲ့ကိစ္စသူယောသားခဲ့တယ်ဆိုရင်သူ့ရဲ့ตาကောင်ပြည့်စုံအောင်နေပြီးတော့အောင်မြင့်မုံမင်းနော်အဲ့ဒါနဲ့အောင်မြင့်မုံမင်းဆိုရင်လည်းမင်းနဲ့အတ္တမဂန်ကုမ္ပဏီနဲ့အဲ့လားတက်ထဲမှာ တိဆောက်ခဲ့တဲ့ကိစ္စတွေအခြေစားစမှုလုပ်ငန်းတွေတိဆောက်ခဲ့တဲ့ကိစ္စတွေကိုသူ့ရဲ့သားတင်နိုင်ရခဲ့တဲ့ကိစ္စတွေအဲ့ဒါတွေပြန်ကြည့်မယ်ဆိုရင်ယူသားစွာယူသားခဲ့သလားပေါ့ဒါအပြင်တမရောပိုင်မြေတွေကိုသူတို့ပိုင်မြေတွေဖြစ်နေအသွင်ပြောင်းခဲ့တဲ့ကိစ္စတွေဒါယူသားမှုတစ်ခုလားပေါ့ဒါတွေကကျွန်တော်တို့ထင်တယ်ယူသားတဲ့ကောင်းဆောင်တယောက်လားဒါမှမဟုတ်လဲခိုးစားတဲ့ကောင်းဆောင်တယောက်လားဆိုကျွန်တော်ဖြစ်ထက်မှကျွန်တော်ထင်ပါတယ်ဆိုတော့ဒီထဲမှာသူပြောသွားတဲ့ထဲမှာလာဒီ ကြောသားရင်သားမခွဲကြဘူးဆိုတဲ့အတုံးနှုံးကိုလည်းတွေ့ရတယ်ဒီပေါ်မှာမဒါလည်းဝလုံးခွဲရမယ်ကိစ္စတခုပဲကြောသားရင်သားမခွဲကြဘူးဆိုရင်ဘာလို့သူနဲ့နီးစပ်တဲ့ဟလာအရာရှိတွေကိုပဲထိတ်တန်းအောင်တင်တာလဲတမှုတွေတမှုတွေအရာရှိကြီးတွေပြီးတော့စစ်တက္ကသိုလ်အကြောင်းကြီးတွေသူတို့တွေဘာကြောင့်ရှေ့တန်းအောင်ပဲတင်ခဲ့တယ်လဲထိတ်ပန်းအောင်ပဲတင်ခဲ့တယ်လဲလုံခဲ့လင်းကန်းတွေကိုပြန်ကြည့်မယ်ဆိုရင်ဘုကျုပ်ကျော်စာလင်းတို့ဘုကျုပ်မိုးမြင့်ထွန်းတို့ဟလာဘုကျုပ်ကိုကိုဦးတို့ အဲဒီလူတွေအကုန်လုံးပဲသူက line net ထိတ်ဆိုးမှသူကျွန်တော်တင်ခဲ့တာတွေ့ရတယ်ပေါ့ဂျန်တဲ့လူတွေကိုဖြုတ်ထုတ်ရှင်းလုပ်ပြီးတော့သူ့ရဲ့လူတွေလူယုံတွေကိုပဲတင်တယ်ဆိုငါးတပည့်ကိုထိတ်ပိန်းပို့မယ်ဂျန်တဲ့ငါးတပည့်မဟုတ်သူတွေကိုခွဲထုတ်မယ်ဆိုတဲ့ဟာမျိုးနဲ့ဒီလို policy မျိုးပဲသူလုပ်ခဲ့တာကျွန်တော်တွေ့ရတယ်ဆိုတော့သူ့ရဲ့မိန်ကုံးကကျွန်တော်ပြောရမယ်ဆိုရင်တော့ပြောစရာကြီးအများကြီးရှိတယ်ကျွန်တော်အစီအမံတော့ဆိုတော့သူပြောသွားတဲ့ဒီမိန်ကုံးထဲမှာပဲလားဒီတက်မရော်ကပြဋ္ဌာန်းထားတဲ့စစ်တီတော်ကျင့်ဝတ်60ကိုဒီခါဝတ်ပစိုးလိုမြဲမြံစွာ ဒီလိုက်နာရမယ်ပြင်ပြန်ရမယ်ဆိုပြီးတော့ပြောတော့တာရှိတယ်ဆိုတော့ဒီစစ်တီတော်ကျင်းဝဲ60ကိုတော့ဖက်ကြည့်တဲ့အခါမှာပထမဆုံးတွေ့ရတာပြည်သူပေါ်ထားရမယ်ပြင်ပြန်ရမယ်ဒီကျင်းဝဲ10ပါးကိုအရင်ဆုံးတွေ့တယ်ကျင်းဝဲ10ပါးကိုဖက်ကြည့်လိုက်တဲ့အခါမှာလက်ရှိဒီထက်ကျင်းဝဲ10ချက်နဲ့စစ်တပ်ကအခုပြုတ်မှုကြင်ကြံနေတဲ့ဟာနဲ့ကလုံးဝပြောင်းပြန်ဖြစ်နေတယ်။ဒါကြောင့်မို့ခုနကကျွန်တော်တို့ပြောခဲ့သလိုပဲပြောင်းပြန်နေကိုဒီ ပြောနေတယ်ဗောလေဒီစစ်တပ်ကဆိုတော့အဲ့ဒီဟာကိုကြည်ချင်းအဖြစ်ပေါ့နော်ကြောင်းမြန်နေလှုပ်နေတာကြည်ချင်းအဖြစ်ဒီပြည်သူပေါ်မှာထားရမယ်ကျင့်ဝတ်နဲ့ရန်သူပေါ်မှာထားရမယ်ကျင့်ဝတ်ကဒီကြောင်းမြန်များဖြစ်နေသလားလို့တော့တွေးမိတယ်ဗောလေအဲ့တော့ကျွန်တော်ပြည်သူပြည်သူပေါ်ထားမယ်ကျင့်ဝတ်တခုတော့ကျွန်တော်ပစ်ကတ်လုပ်ပြီးတော့ကောက်ပြီးပြောကြရအောင်ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုကောက်ရဆောင်းလျှောက်ပါစပါတယ်တကယ်ပဲကောက်ရဆောင်းလျှောက်ခဲ့သလား လွန်ခဲ့တဲ့၄၅နှစ်မှာကျွန်တော်တွေ့ခဲ့ရတယ်ရှုတယ်ဓမြတိုက်တယ်နော်နံပါတ်၄ကပြည်သူလူထုအပေါ်မှာလက်နက်အားကိုးနဲ့အနိုင်ကျင့်ခြင်းမှရှောင်ကျင်မှဆိုတာပါတယ်တကယ်ကိုမြန်မာစစ်တပ်ကကျင့်ကြံခဲ့သလားဆိုကျွန်တော်တွေ့ရတယ်နံပါတ်၃အနေနဲ့နောက်တစ်ချက်ကျွန်တော်တွေ့ pick up လုပ်တာကတော့ပြည်သူလူထုဦးစားပေးပါဆိုတာတွေ့ရတယ်ပြည်သူလူထုရင်ကျေးစာဆက်ဆံပါတဲ့နံပါတ်၃ကနောက်တစ်ခုအဲ့မှာပဲလာဒီပြည်သူပေါ်မှာ ရေလိုလလို့ ကြင်ကြံပါတဲ့ဆက်ဆံပါပေါ့နော်ဆိုတော့ဟိုခုနဟိုဘက်မှာပြောခဲ့တယ်လို့ပဲရန်သူပေါ်မှာကြင်ကြံရမယ်၅ပါးမှာရန်သူနေလို့လလို့ဆက်ဆံရမယ်ကြင်ကြံရမယ်ဆိုတာမျိုးပြောတာဆိုတော့ဒီအချက်၃မှာပြန်ကြည့်ရင်တော့ခုနပြည်သူပေါ်မှာဆက်ဆံတာရန်သူပေါ်မှာဆက်ဆံတာ ਨੇ ပြောင်းပြန်လို့ဖြစ်နေတာမျိုးကျွန်တော်တွေ့ရတယ်နောက်တစ်ခုကကြတော့လားဒီပြည်သူလူထုရဲ့အကျိုးစီးပွားကိုအစဉ်ဥထိတ်ထားပါတယ်ဒီဒီ ဒီဒီအချက်ပေါ်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့ကိုကြိုးစည်းပွားနဲ့အာဏာကိုဥထိတ်ထားသလားတိုင်းပြည်နဲ့ပြည်သူလူထုရဲ့အကျိုးစည်းပွားကိုဥထိတ်ထားသလားဆိုတာကတော့မြင်နေရတာပေါ့နော်ဆိုတော့ကျွန်တော်အဲကြောင့်ကျွန်တော်တို့ကကျွန်တော်တို့ပြောချင်တာဒီအခုနစစ်တီတော်ချင်းဝစ်ကိုတခုတည်းနဲ့ကြည့်တဲ့ကြည့်တဲ့အခါမှာမြန်မာစစ်တပ်ကိုအရင်တော့ပြူတိုင်းကြိုက်တဲ့နှင်းစီကိုင်ပေါ့နော်အဲ့လိုအဆင်ရနေပြီဒီနေ့ပြည်သူတွေရဲ့တကယ်ကို ယွန်ရှာမုံတီးတဲ့လက်နက်ကင်တက်တစ်ခုဖြစ်သွားခဲ့တယ်ဆိုတာကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဘယ်အဆင့်ရောက်နေပြီလဲကျွန်တော်တွေ့ရတယ်တိုင်းပြည်ကလည်းဘယ်အဆင့်ခုရောက်သွားပြီလဲဆိုတာကျွန်တော်တွေ့ရမှာဖြစ်တယ်သူ့မိန်ကုန်းကိုကြည့်မယ်ဆိုရင်တော့အရင်ဝေဆာနာကျွန်တော်တွေ့ရမှာဒီမိန်ကုန်းပတ်တိုင်ကလွန်ခဲ့တဲ့၃လရက်ကလည်း space agency ကိစ္စတွေသူသွားဆွေးနွေးရတယ်သူသွားပြောရတယ်တွေ့ရတယ်တကယ်တကယ်တော့ပြည်သူကဒီစစ်အာဏာသိမ်းထားတဲ့ဟာကိုခါးစီခံနေရတယ်ဆိုတော့ကျွန်တော်တွေ့နေရတယ်ပဲဒီဆိုတော့ ။ဆိုတော့ဒီနေ့ဒီချိန်မှာလောက်ရမှာတော့စစ်တပ်ကဘလို့ reform လုပ်မလဲ။တိုင်းပြည်ကိုအုပ်ချုပ်ဖို့စ조사ရတဲ့ဆိုင်စစ်တပ်ကိုဘလို့ reform လုပ်တာကကောင်းမလဲဆိုတဲ့အတွေးကကျွန်တော်ထင်တယ်ပိုပြီးအရေးကြီးမယ်လို့ကျွန်တော်ထင်တာပဲ။ဆိုတော့ဒီစစ်တီတော်ကျင့်ဝတ်တွေကိုလိုက်ဖက်တဲ့အခါမှာခုနဒီစစ်တီတော်တဦးချင်းကကြင်ကြံရမယ်အပား20ဆိုတာရှိအဲ့မှာနံပါတ်19မှာဘာတော့တွေ့လဲဆိုတော့အာစစ်တီတွေအနေနဲ့လာဒီ တဇိုးလက်ဆောင်ကိုမစင်ကဲ့သို့ယွန်ရှာဆက်ဆုပ်ပါတဲ့အဲ့ဒီအချက်ကိုပါလာတွေ့ရဆိုတော့လက်ရှိစစ်တပ်ဖြစ်နေတဲ့အခြေအနေအဂရီလိုက်စားမှုကရိုးရင်းချင်းစီအထိလိုက်စားနေတဲ့ဒီစစ်တပ်ဒီရန်ဒီယာကြီးနဲ့ကတော့ဒီတော်တော်လေးကိုကြောင်းမြန်ဖြစ်နေတာကိုသွားတွေ့ရတယ်ပေါ့လေခုနခုနပြောခဲ့သလိုပဲသူတို့သားသမီးတွေဒီတက်မတော်ပိုင်းမြေတွေကို သာသမီပိုင်မြေတွေဖြစ်ပြောင်းခဲ့တဲ့ကိစ္စတွေအခုလက်ရှိလော့ဖြစ်နေတဲ့ကိစ္စတွေမိုးရေဆွေကိစ္စတွေနဲ့ကြားဖြတ်ကိစ္စတွေမှာဟလာဒီသူတို့ဖွဲ့စည်းပေးထားတဲ့လက်နက်ကင်ဖွဲ့တွေကနေပြီးတော့ဟလာ BGF လို့ဖွဲ့တွေဆီကနေပြီးတော့ငွေတွေယူတဲ့ကိစ္စလက်ဆောင်လက်လာပါတယ်ယူတဲ့ကိစ္စတွေအများကြီးဖြစ်နေကြတာတွေ့ရတယ် border ဒီ taxation ကလောက်တဲ့ကိစ္စတွေမှာသူတို့ပါပတ်သက်နေတာရှိတယ်မြန်မာတက်မတော်ဟာဒီနေ့လက်နက်ကင်ပြီးတော့ဟလာ corruption မှာအောက်လိုက်စားမှုမှာအကြီးဆုံးသက်နက်ကန်တက်တခုတော့ကျွန်တော်တို့ပြောလို့ရတဲ့အဆင့်တစ်ခုရှိပါတယ်ဆိုတော့အဲဒါကြောင့်ကျွန်တော်ကနစနေတဲ့ဒီ main goal ကိုပြောမယ်ဆိုဒီ main goal အကြောင်းကျွန်တော်သုံးသပ်ကြမယ်ဆိုရင်ပြောကြအများကြီးရှိတယ်အဲဒီထဲမှာ तू ပြောသွားတဲ့စွမ်းရည်ကိစ္စပြောသွားတာရှိတယ်စွမ်းရည်ကိစ္စကိုကျွန်တော်အများကြီးစဉ်းစားတဲ့အခါတိုင်းမှာဘာသွားတွေ့လဲဆိုတော့ DSA ဒေါ်စင်အေးတွေကနေပြီးတော့သူတို့တင်ပေးတယ်ဆိုတာဒီ၃နှစ်လင်းတွေတည်းမှာတင်ပေးတယ်ဆိုတာတော့ကျွန်တော်တို့ရှေ့ခေတ်ကပြောခဲ့ကြသလိုပဲသရဒ၁၈ရက်ကိုတင်ခဲ့တဲ့ပုံစံမျိုး ဆိုတော့ဒီလိုသင်ခဲ့တဲ့သူတွေကအရန်တော်ခဲ့ဆိုရင်တကယ်ကိုတော်ခဲ့တဲ့သူတွေဆိုရင်ဘာဖြစ်လို့နှစ်ပေါင်း40 50 60စစ်တပ်ကအုပ်စိုးတဲ့အတိုင်းပြည်ဟာဒီနေ့ဘာဖြစ်လို့အရှိတောင်အာရှမှာအစင်းရင်းဆုံးအဆုတ်ပြတ်ဆုံးအမွဲတည်ဆုံးနိုင်ငံတစ်ခုဟဲ့လားစစ်ပွဲတွေနဲ့ပြည်ပကတွေနဲ့လက်နက်ငယ်ပြည်ပကတွေနဲ့အများကြီးထောင်းလုံးမောင်းချေနေတဲ့နိုင်ငံတစ်ခုဘာလို့အဲ့လိုပြောင်းခဲ့နိုင်ခဲ့လဲသူတို့ကတကယ်တော်ရတယ်ဆိုရင်တကယ်တကယ်တော့တိုင်းပြည်ဒီနေ့ တခြားဘိတ်ပတ်ဝင်ချင်းနိုင်ငံတွေနဲ့အတူပခုံးချင်းရှင်တဲ့နိုင်ငံတခုဖြစ်မှာမဟုတ်ဘူးလားဟုတ်တယ်မလားအဲ့ဆိုအဲ့လိုမဟုတ်ဘူးလေတို့ဒီ DS ရာသူဆင်းလာခဲ့တဲ့သူတွေကကျွန်တော်တိုင်းပြည်ကိုလွတ်လပ်ရတဲ့အချိန်ဆာပြီးအုပ်စိုးခဲ့တာဒီပေါ့အနည်းဆုံး60ကျော်ရှိပါတယ်နော်ကျွန်တော် civilian government အုပ်စိုးခဲ့တာတော့စနေစငါးနေဝင်ကြမယ်ရှိခဲ့တယ်ဆိုတဲ့ကာလမှာတမ်းပြည်တခုဒီလောက်ထိမွဲတေဆုပ်ပြတ်သွားအောင်စစ်တပ်ကလုံနိုင်ခဲ့သလားဘာကုန်ယူစရာရှိလို့လဲဆိုတာမေကုန်းထုတ်စီပြတ်သွားတာပေါ့ ဟုတ်ဘူးလားသူပြီးခဲ့တဲ့ရက်ကဒီစစ်သားဟောင်းတယောက်ကဆိုလည်းမှတ်ချက်ပေးတယ်ပေါ့လေသူတို့အရင်တော့ကဒီစစ်အစိုးရတဆက်ဆက်မှာသူတို့ဒီတိုက်ပွဲတွေဆင်နွှဲတဲ့အခါမှာစနစ်တကျခွာစစ်လို့စုပ်စစ်တို့ပဲသူတို့လုပ်ခဲ့တာမျိုးရှိခဲ့တယ်ပေါ့လေအခုလိုမျိုးသူကဒီခွေးပြေးဝက်ပြေးထွက်ပြေးရတဲ့ဘဝမျိုးပေါ့ဒီစစ်တပ်ရဲ့တိုက်ခါအကြဆုံးအခြေအနေမျိုးပေါ့နော်ဒီဟာကတော့ဒီလက်ရှိ ဒီဘူဂျုံမူကြီးမင်းအောင်လိုင်လက်ထက်မှာပဲဖြစ်တယ်ပေါ့ဒီကတော့အရန်ကိုသိခါကြเสียရှက်ရเสียဖြစ်ခဲ့တဲ့ဟိုဖြစ်နေရတဲ့ဖြစ်ရပေါ့လေအခုဆိုလို့ရှိရင်တကယ်တမ်းဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာတို့လာကင်ပြည်နယ်မှာတို့နေရာတချို့ပြန်သိမ်းနိုင်နေဆိုပေမဲ့အများစုကိုလက်လွတ်ထားတာမြို့ပေါင်း100နီးပါးကိုလက်လွတ်ထားရတယ်ဘူဟာဂုံးပေါင်းမြောက်များစွာကိုဒီဒီတက်ချုပ်ရဲ့လက်ထဲမှာပဲလက်လွတ်ထားရဆဲဖြစ်တယ်ပေါ့လေဒီချင်းတွေကတော့သူပြောသလိုပေါ့လက်ရှိဒီစစ်တပ်ရဲ့လက်ထက်မှာတော့အဆိုးအဝါးဆုံးနဲ့ တိခါအကြဆုံးဖြစ်ရလို့သူကတော့သုံးသက်တာပဲမှန်တယ်အဲ့ဒါတော့ဘာကြောင့်လဲဆိုတော့တိုင်းပြည်ရဲ့ဒီနေ့အခြေအနေအားအာဏာသိမ်းတဲ့အချိန်အစပြီးတော့ဒီဗိုလ်ချုပ်ကြီးမင်းအောင်လည်းတစ်ထပ်မှာတိုင်းပြည်ရဲ့အခြေအနေအလွန်ဆိုးရွားစရာကောင်းတဲ့အခြေအနေကိုရှိပါတယ်သူတို့ပြောသလိုမျိုးကြောင်ထဲကိုကြောက်မှာမဟုတ်ဘူးကြောင်ထဲကိုတိုင်းပြည်ကကြာသွားပြီဟုတ်တယ်မလားဆိုတော့ဟိုအဲ့ထက်မှာသူပြောသွားခဲ့တာလည်းလက်နက်ကန်တောင်လည်းနှစ်ပေါင်း80လောက်ခဲ့တာမအောင်မြင်ခဲ့ဘူးဆိုတာမျိုးပြောခဲ့တာရှိတယ်ဆိုတော့ဒါတွေပြန်ကြည့်မယ်ဆိုရင်တော့ခုနကကိုကျော်ကပြောခဲ့သလိုပဲ အခုလည်းဒီကျွန်တော်နားလည်သလောက်ကမြို့ပေါင်း80ကျော်ကိုတို့ပြန်မသိမ်းနိုင်သေးဘူးဒါပေမဲ့တရားအားထုတ်တရုတ်အားထားတဲ့ဂျေဇုကြောင့်ဂျေဇုတော်ကြောင့်တို့ပြန်ပြီးတော့အလားလက်နက်အင်အားနဲ့ drone အင်အားနဲ့တို့ပြန်သိမ်းနိုင်ခဲ့တဲ့မြို့တချို့ရှိတယ်မြို့ကြီးတချို့ရှိတယ်ဒါတွေကိုကြည့်ပြီးတော့စစ်တပ်ကပြန်ပြီးခေါင်းမော့လာတယ်လို့လည်းပြောတော့နည်းနည်းခက်တာပေါ့နော်ဒီရွက်ကောက်ပဲမတိုင်ခင်နေ့အခြေအနေတွေကကျွန်တော်စောင့်ကြည့်အောင်မှာတော့ရှိတာပဲဒါပေမဲ့ကျွန်တော်ပြောချင်တာကလည်းဆိုတော့ မြန်မာစစ်တပ်ကနေပေါင်း80အတွင်းမှာမစည်းုံနိုင်ရလို့ကွဲပြားနေတဲ့အုပ်စုတွေတိုင်းသားတွေကိုမစည်းုံနိုင်ရလို့ဒီစစ်ပွဲတွေဒီပြည်တွင်းစစ်ကနေပေါင်း80အထိအမြင့်တွေခဲ့တယ်မချုပ်ငိမ့်နိုင်ခဲ့ဘူးဆိုတာကျွန်တော်တွေ့ခဲ့ရတာဖြစ်တယ်အဲ့ဒါတော့ကျွန်တော်ကျင်အဓိကအရေးကြီးတာတော့ကျွန်တော်တင်တယ်တိုင်းပြည်တစ်ခုမှာတည်ငြိမ်မှုငြိမ်းချမ်းမှုလို့တယ်မြန်မာပြည်နဲ့အတူတူပြည်တွင်းစစ်တွေပြည်ပခါတွေတနက်ကပြည်ပခါတွေဖြစ်ခဲ့တဲ့ဘေးပတ်ဝန်းကျင်နိုင်ငံတွေကိုကြည့်မယ်ဆိုရင် အဲ့နိုင်ငံတွေမှာတည်ငြိမ်မှုရောငြိမ်းချမ်းမှုရောအတော်တန်ရှိသွားပြီဆိုတော့ကျွန်တော်တွေ့ရတယ်။ဒါမြန်မာပြည်မှာတော့အဲ့လိုမျိုးတည်ငြိမ်မှုငြိမ်းချမ်းမှုမရှိတာကျွန်တော်တွေ့ရတယ်။ခုနကကိုအောင်စောပြောပြလိုက်လို့ကျွန်တော်ကသူ့ရဲ့မိန်ကွန်းနဲ့ကစာသားလေးတစ်ခုကိုသွားတရိယအဲ့မှာသူဟိုသူတို့မိန်ကွန်းထဲမှာကိုကမျက်တောင်ဖွင့်ပိတ်နဲ့တေချာပေါ်ပြထားတာတွေ့ရတယ်။ဒါလည်းလက်ရှိအခြေအနေတွေနဲ့တိုက်ဆိုင်နေတာဖြစ်လို့ကျွန်တော်နည်းနည်းလေးဖက်ပြနေတာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ခုနကကွန်ဆော်ပြောသလိုပဲပေါက်ဖို့ကြီးကူညီလိုက်လို့တချို့နေရာတွေပြန်ရတယ်ပေါက်ဖို့ကြီးအချိန်မီဝင်ကယ်လိုက်လို့အသက်ရှူချောင်သွားတယ်ဆိုတဲ့အခြေအနေနဲ့တော်တော်တက်ဆိုင်တယ်ဒါပေမဲ့ तू ကတော့ဒီမလုံလို့ပြောတာလားတခြားရွယ်ချက်ရှိလားတော့မသိဘူးเนาะအဲ့နေရာလေးကျွန်တော်ကဒီသွားပြီးတော့တွေ့တာပေါ့လေအဲ့မှာ तू ကဘာရေးထားလဲဆိုတော့လာဒီနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးတွင်ねပြပအမိအခုကင်းစွာဖြင့် ပြည်တွင်းအင်အားစုများကိုအခြေခံ၍ဒီပြည်သူတရလုံးပါဝင်သည့်ခိမီပြည်သူကာကွယ်ရေးစနစ်ကြိုးပမ်းဖော်ဆောင်ရန်ဆိုပြီးတော့တုံးထားတာတွေ့တယ်ဗောလေဒါအဲအကြောင်းမို့ခုနကသူစိတ်မလုံလို့လားဗောတခြားဟိုအကြောင်းပြချက်လာတော့မသိဘူးဗောလေပြောတုံးသွားတာတွေ့တယ်ဆရာတို့ကျွန်တော်တို့ကအဲ့ဒါပြန်ကြည့်မယ်ဆိုရင်ခုနကတော့ရုရှားနဲ့တရုတ်နဲ့ဘယ်လာရုစ်နဲ့ဟာလာအရင်တော့ဆိုတော့တခြားနိုင်ငံတွေပါပါတယ် သူတို့ကကူညီတဲ့အကူအညီတွေစစ်တပ်ကယူခဲ့ရတာများများရှိပါတယ်ဒါပေမဲ့အခုလွန်ခဲ့တဲ့၄နှစ်၅နှစ်စစ်ကောင်စီရဲ့အချက်အတဲမှာတော့ဟလာသူတို့ပြင်တရုတ်နဲ့ရုရှားရဲ့အကူအညီကိုအဓိကယူပြီးတော့သူတို့ဟလာဒီဘက်ကနက်နက်ကန်အင်အားစုတွေဖြိုခွင်းရတာရှိတာပေါ့ဒါတွေကကျွန်တော်တို့လည်းအများကြီးရေးခဲ့ပြီးသားရှိပါတယ်ဒါပေမဲ့အဲ့ဆိုရင်တစ်ခုပြန်ပြီးတော့မေးချင်ရှိတာကစစ်တပ်ရဲ့စွန့်ရည်ကိုပြန်တော့ပြန်ကြည့်မယ်ဆိုရင် စစ်တပ်ကနေပေါင်း350တမိုင်းမှာတိုင်းမူရောတက်မမှုတွေရောတေဆုံးခဲ့ရတဲ့ဖမ်းခံခဲ့ရထောင်ချခဲ့တာတွေကျွန်တော်တို့အများကြီးကျွန်တော်တို့တွေ့ခဲ့ရတယ်အဲ့တော့ကျွန်တော်တို့သူတို့ရဲ့စစ်စွမ်းကြီးဆိုတော့လေဘေးကုန်းထုတ်เสียရှိတယ်သူတို့ရဲ့ပြည်တွင်းပြစ်စစ်တကယ်ပဲပြည်တွင်းထုတ်စစ်စွမ်းကြီးတကယ်ရှိရဆိုရင်ပေါ့နော်နောက်တစ်ခုကတော့မြန်မာတပ်မတော်ရဲ့ဒီနေကုံတိတ်ကမြန်မာတပ်မတော်ကစစ်ဘိုလ်တွေက uniform ဝတ်ပြီးတော့အပြင်မထွက်ရတဲ့ကာလ စစ်ကားနဲ့တော့အပြင်မသွားရတဲ့ကာလအရက်သားစီးတဲ့ကားနဲ့အပြင်ထွက်နေရတဲ့ကာလသူတို့ကုံတိတ်ခါဆိုတော့မကြွားရတဲ့ကာလအခုမြေမျိုးကိုသွားတဲ့တက်ချုပ်ဆိုရင်တော့မှနေရာတချို့ပဲလှည့်ပြီးတော့ကြည်ပြီးတော့ပြန်ပြေးရတဲ့ကာလဆိုတဲ့အခြေဒါတကယ် reality ပေါ့နော်ဒါတကယ် literary ကာလတခုလို့ကျွန်တော်တို့ပြောလို့ရတယ်နော်သူတို့ခိုးချောင်ခိုးဘွက်နဲ့နေရတဲ့ဘဝပြည်သူလူထုရဲ့အမုန်းတရားကိုအကြီးကျယ်ခံနေရတဲ့ကာလတခုလို့လည်းပြောလို့ရတယ် ခုနကသူပြောသွားတဲ့မဟာဗျူဟာဆိုတာလည်းဥတန်းရွှေလက်ထက်ကပြောခဲ့တဲ့ပြည်သူစစ်မဟာဗျူဟာဆိုတော့သူပြန်ပြီးကိုးကားသွားတာလို့ကျွန်တော်ယူဆတယ်။အဲ့လို့ဆိုရင်လွန်ခဲ့တဲ့2020 2023မှာအကြီးအကျယ်စစ်စင်ရေးတွေခံရတဲ့အခါမှာမြန်မာစစ်တပ်ကပြည်သူစစ်ဆိုတော့အကောင့်ထဲပေါ်ပြီးတော့ဒီစစ်မှုထမ်းဥပဒေဆိုတော့အကောင့်ထဲပေါ်ပြီးတော့ဟဟလာအခုသူတို့အတင်းကိုလူငယ်တွေကိုသူတို့စစ်ထဲကိုဆွဲသွင်းရတယ်ဟဟလား ဥပဒေထိုးပြီ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 းရတယ်အဲ့ဒါကြောင့်ပဲသူလူငယ်တွေတောင်းနဲ့တောင်းနဲ့ချီပြီးတော့ပြပောက်ထွက်ပြလာခဲ့ကြတာအများကြီးရှိတယ်เนาะကျွန်တော်တို့စီမှာတော့အများရောက်နေကြပြီဆိုတော့ဒါတွေကြည့်မယ်ဆိုရင်ဒီစစ်စင်ကဒီစစ်တက်ကဘလောက်ထိအောင်မြင်တယ်လဲဆိုတော့အောင်မြင်လားမအောင်မြင်လဲကျွန်တော်တွေ့နေတာမဟုတ်ဘူးလားဆိုတော့နောက်တစ်ခုကတော့နောက်တစ်ခုကတော့ဒီဒီပြည်သူစစ်မဟာဗျူဟာဆိုတော့လေကျွန်တော်ပြောမယ်ဆိုရင်တော့တိုင်းရင်းသားကိစ္စပေါ့เนาะဗမာစစ်ပိုတွေကတိုင်းရင်းသားကိစ္စကိုကြီးတဲ့အခါမှာဗမာစစ်ပိုတွေရဲ့အမြင်နဲ့ပဲချင်းကက်တဲ့အတွက်ကြောင့် သူတို့အမြဲတမ်းရှုံးနေတာပဲဖြစ်တယ်ဆိုတော့ခုသူ့ရဲ့မိန်ကွန်းထဲမှာလည်းငင်းငင်းကိစ္စတွေ NCA ကိစ္စတွေထုတ်ပြောတော့လဲပဲတကယ်တကယ်တော့ငင်းငင်းရတကယ်နှစ်ဖက်တွေ့ပြီးတော့တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ကိစ္စတွေကကျွန်တော်ထင်တယ်အများကြီးကြံသေးတယ်ကျွန်တော်အများကြီးလိုသေးတယ်ကျွန်တော်တို့ထင်တာပဲဟုတ်ကဲ့သူ့ရဲ့မိန်ကွန်းထဲမှာလာဒီဒီလက်နက်ကင်လမ်းစဉ်က290ချီပြီးမအောင်မြင်ဘူးဆိုပြီးပြောသွားတာလည်းရှိတယ်။မအောင်မြင်ဆိုတာကသူသူမစိုးရုံနိုင်လို့ပေါ့နော်။စိုးမှုမအောင်မြင်ကဒီလိုပဲလက်နက်ကင်တော်လိုင်းကြီးတွေဘေးပောင်းခြင်းနိုင်ငံတွေမှာရှိခဲ့တာပဲ။ ဒါမြဲသူတို့စီယုံနိုင်ခဲ့တဲ့အခါမှာအဲ့စပိုးမှာစကားပြောနိုင်ခဲ့တဲ့အခါကြာကြတာလက်နက်ကန်ပုံကံမှုတွေတောင်းလန်ရေးတွေစေဘဝလို့ခေါ်တဲ့ပြည်တွင်းစစ်တွေချုပ်နှိမ်ခဲ့ကြတာကျွန်တော်မြင်တာကတော့ဒီနေ့ဒီနေ့မိန်ကုန်းမှာတက်ချုပ်ဘယ်သူပဲဖြစ်ဖြစ်ပြောရမှာတော့မြန်မာနိုင်ငံမှာတက်မတော်ကိုဘယ်လိုပြုပြင် ပြောင်းလဲမလဲဘယ်လို reform လုပ်မလဲဆိုတဲ့ဟာမျိုးကပို့ပြီးတော့အတိတ်ပဲရှိမယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခါးစည်းပြီးကန်ခဲ့ရတာပြည်သူတွေခါးစည်းပြီးကန်ခဲ့ရတာ ဒီစစ်တမ်းကြောင့်ပဲတိုင်းပြည်ကဒီလောက်ထိ fail state ချာရှုံးနိုင်ငံတစ်ခုဖြစ်သွားတယ်။နော်ဒီဒီရှစ်တောင်အရှနိုင်ငံနေထဲမှာတော့ကျွန်တော်ခေါင်းပေါ်လို့မြင်တဲ့နိုင်ငံတစ်ခုဖြစ်သွားခဲ့တယ်ဆိုတော့အဲ့ဒါမြန်မာစစ်တပ်ကြောင့်ပဲဖြစ်တယ်ဆိုတာသူသိဘူးလို့လေ။အဲ့လိုလုပ်ပြီးတော့အဲ့ဒါကိုသဘောပေါက်ပြီးတော့ reform တစ်ခုလုပ်မယ်ဆိုရင်တော့ကျွန်တော်ထင်တယ်။အားလုံးကနှက်လူသားလူခွန်မယ်လို့ကျွန်တော်ထင်တာပဲ။ဟုတ်ကဲ့ကျွန်တော်ကျေးဇူးတင်ပါတယ်။ကျေးဇူးရတဲ့ကိုကျော်ပါ